မအသက်က56နှစ်ပါနိုးဆိုလို့ရှိရင်ကလေးတယောက်ဆောင်မြန်နိုးလေးဆိုရင်မမတင်ပေးတယ်နောက်ပြီးတော့ဟို ဘာလဲဟိုပါလေညီနာနသူ့ရဲ့သမီးလေးဆိုရင်မမပြက်တင်ပေးခဲ့တယ်ခလေးလေးကိုတင်ပေးခဲ့တယ်သူ့အိမ်မှာသွားပြီးတင်ပေးခဲ့တယ်ဟိုညီနာနသမီးလေးကြတော့သူကကြတော့အစာရင်အဲ့တော့သူလည်းအစာရင်တိတ်ပြီးတော့အစာရင်ယောဂါလေးနည်းနည်းရှိတဲ့ခါကြတော့လေခလေးကိုသွားပြီးတော့အဲ့လိုမျိုးပေါ့ကျမကြီးနဲ့ပတ်သက်ပြီးတော့အိမ်မှာသွားပြီးတော့မြောက်တခုမှာလေသူ့အိမ်မှာသွားပြပူရညီမလေးဆောင်းနာကတော့မမဒီလိုဘာရလို့မပေါအောင်နော်ကိုကလေဟိုဝင်ပြီးတော့ဟိုကဖြစ်တဲ့သဘောကိုညီတဲ့သဘောပါနော်တငယ်ချင်းကကိုညီတောင်းတဲ့သဘောပါပဲမမယောဂါကိုပဲအရင်ကတောက်ချပြီးလုပ်မှာပဲဆိုကိုလည်းကျမ်းပါတယ်ဟိုကိုတပည့်တွေရောသူများကို ည်းပြန်ပြီးတော့ဟိုကြမ်းမအောင်လို့စောင့်ရှောက်ရတဲ့အတွက်အကျိုးကျေးဇူးရှိတဲ့အတွက်ကိုကိုကယောဂါကိုပဲတစ်ဆိုင်မှမှလုပ်သွားမှာပါမအသက်က 56နှစ်ပါဟုတ်တယ်ညီမလေးယောဂါကိုလေမမအရင်တော့ဆိုလို့ရှိရင်ကွာဟိုမသိဘူးပေါ့နော်ယောဂါကိုဘလို့လေ့ကျင့်ရတာလဲယောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာဆိုတော့ကိုလုံးဝမသိခဲ့ဘူးလေ့ကျင့်ငန်းဆိုတာလည်းဟိုဘလို့မလုပ်ခဲ့ဘူးပေါ့နော်အသက်40ကျော်လောက်50မိဘလောက်ကထိလုံးဝဟိုဒီစားလိုက်တောက်လိုက်အိတ်လိုက်ပဲပေါ့ဒီလိုပဲနေတော့ကို့မှာယောဂါတွေအများကြီးဖြစ်လာတယ်ကွာအဆိုင်ယောဂါသွေးအားနည်းတဲ့ယောဂါသွေးပေါင်ကျတာပေါ့နော်သွေးအားနည်းတဲ့သွေးပေါင်ကျတယ်ပြီးရင်ညအိတ်မပြောဘူးအဲ့လိုမျိုးတွေဖြစ်တယ်နောက်ကအများကြီးလေးစကြီးပေါင်တက်တယ်ပေါ့နော်စက ြီးပေါင်းလေးတက်တယ်အဲ့လိုမျိုးယောဂါလေးစုံလာတဲ့ခါကျတော့ဟိုမိတ်ဆွေတွေကမျိုးလမ်းလျှောက်ဒါမှမဟုတ်ရှင်တခုခုအာကစားလေးလှုပ်ဖို့တိုက်တွန်းလာတာပေါ့အဲ့ခါကျတော့ကိုကလမ်းလေးလျှောက်ကြည့်တာပေါ့အရင်ဆုံးကန်တော်ကြီးမှာလမ်းလေးအရင်လျှောက်ကြည့်လိုက်လားလျှောက်ကြည့်တဲ့အချိန်မှာလမ်းလျှောက်လာပြီးတော့ဒီပကံလုံးကျွန်းကန်တော်ကြီးပကံလုံးကျွန်းမှာဆရာကြီးဥခင်မောင်စီမမရဲ့လက်ဦးဆရာကြီးပါသူကယောဂအဘိုးသူပရာဟိတပြပေးရဆရာကြီးอ่ะအဲ့ဒီမှာဝင်ပြီးတော့ဆရာကြီးရှင်မှာဝင်ပြီးတော့လေးကျင့်နေမှာဒါအောင်မှ လေ့ကျင့်တဲ့အချိန်တုန်းကဆိုရင်စိတ်စိတ်ဝင်စားမှုမရှိဘူးကွာဟိုစိတ်ကိုပေါ့ပေါ့ပါပါလေးပဲလှုပ်ကြည့်လိုက်မယ်ဆိုတဲ့သဘောလေးနဲ့ပဲလေ့ကျင့်လာတော့မှမမမရှိယောဂတွေကလေဟိုတဖြည်းဖြည်းနဲ့တစ်ခုတစ်ခုတက်တာပြောက်ကင်းလာတာကိုတွေ့ရတယ်။အဲ့ခါကျတော့နောက်ပိုင်းမှာကိုကအရန်စိတ်ဝင်စားသွားတော့နော်စိတ်ဝင်စားသွားယောဂကိုဆက်ပြီးတော့လေ့ကျင့်နေပြီးတော့ပြန်ပြီးတော့မျှဝေခြင်းနဲ့စိတ်တွေပေါက်လာတယ်။အားကြောင့်မို့ကိုကဆရာဖြစ်တတ်တယ်ပြီးတော့ international နဲ့နိုင်နေရပါတော့နော်ယူပြီးတော့မှာ ဖွင့်ပေးခဲ့တာပါညီမလေးမရှောင်နိုင်တော့မဟုတ်ညီမလေးဟုတ်ပေါ့ညာပြောက်ဆိုလုံးဝအိတ်လို့မရအောင်စိတ်ကြယောဂါဖြစ်တာဘာပဲဖြစ်သူများကြီးအသေးရမှလည်းအရန်ကြောက်တာအဲ့လိုမျိုးပေါ့တခုခုဆိုစိတ်တစားပေါ့ဒီမှာသူများဟိုတေဟိုကိုနဲ့မသိတဲ့လူတွေပေါ့နော်တေကွယ်လွန်သွားရင်တေဝိုင်းရင်တော့မအီးအင်ရှိရမဖြတ်ရဲကိုကိုယုံကြည်မှုမရှိခါစိတ်ပါမပြင်တတ်တာပေါ့မပြင်စင်တတ်တာခံစားချက်ကဘယ်လိုခေါ်မလဲဆိုတော့စိတ်နုနေတဲ့ချိန်ပေါ့စိတ်ကလေအဲ့လိုမျိုးဖြစ်နေအဲ့ခါကျတော့ဒီယောဂကိုကျင့်လိုက်တဲ့ခါကျတော့လေအစာအတော့နေထိုင်ဘယ်လိုခေါ်မလဲအကုန်လုံးကလေပြင်ပ ြောင်းလဲသွားတယ်။နောက်ညဘက်ကိုပဲနှိမ့်နှိမ့်ဆိုင်ဆိုင်နဲ့ဗာဆေးမှမလိုပဲနဲ့အိမ်မောကြအရင်တော့ဆိုဆရာဝန်နေနဲ့လေစိတ်ရောကဆရာဝန်နဲ့တောင်ကိုပြခဲ့ရတာ။အိမ်ညဘက်အိတ်လို့မရလို့အဲ့လိုမျိုးဖြစ်ခဲ့ရတယ်။ဒါပေမဲ့မရပါဘူး။ဆေးဆိုတော့တည်တဲ့အတိုင်းပဲလေ။ဆေးရဲ့ဘေးထွက်ဆူးကျိုးကြီးရှိတယ်လေ။ဆိုတော့အဲ့ခါကျတော့ကိုကဒီလိုတစ်မျိုးပြီးတစ်မျိုးပေါ့ကိုယောဂါလေးတွေပျောက်လာတော့လေ။တော်တော်ထူးထူးခြားခြားကိုပျောက်လာ။အခုဆိုအစာရင်ယောဂါလည်းမရှိဘူး။ဆားဆားဘာမှမဖြစ်တော့ဘူး။အဲ့လိုမျိုး။ညဘက်ဆိုလည်းနှိမ့်နှိမ့်ချိုက်ချိုက်နဲ့အိမ်မောကြတယ်။အဲ့ဒီလိုမျိုးပေါ့နော်။ ။ No ဆိုလို့ရှိရင်ကလေးတယောက်ဆောင်မြန် No လေးဆိုရင်မမတင်ပေးတယ်။နောက်ပြီးတော့ဟိုဘာလဲဟိုဟာလေးညီလာနာ ူ့ရဲ့သမီးလေးဆိုရင်မမပြက်တင်ပေးခဲ့တယ်ခလေးလေးကိုတင်ပေးခဲ့တယ်သူ့အိမ်မှာသွားပြီးတင်ပေးခဲ့တယ်ဟိုညီနနာသမီးလေးကြတော့သူကကြတော့အစာရင်အဲ့တော့သူလည်းအစာရင်တိတ်ပြီးတော့အစာရင်ယောဂါလေးနည်းနည်းရှိတဲ့ခါကြတော့လေခလေးကိုသွားပြီးတော့အဲ့လိုမျိုးပေါ့ကျမကြီးနဲ့ပတ်သက်ပြီးတော့အိမ်မှာသွားပြီးတော့မြောက်တခုမှာလေသူ့အိမ်မှာသွားပြပူရညီမလေးအဲ့ကောင်ကမမတို့ကအဲ့တော့အလွန်ခဲ့တဲ့နည်းနည်းတော့ကြာပြီးညီမလေးရဲ့ဒီခေတ်ဟိုကမဖြစ်ခင်တော့ပါဘောနော်ဆိုတော့နောက်ပိုင်းမှာတော့ဗာလဲတလားနှစ်လားလောက်တော့တင်ပြတာပေါ့เนาะတိတ်ကြကြတော့မတင်ပြဘူးပေါ့ဟုတ်တယ်ညီမလေးဟုတ်တယ်ဟုတ်တယ်မြန်နူးလေးကလည်းအောင်မြင်သွားတယ်နောက်ပြီးတော့ဒီယောဂအကွက်ကလေး လည်း तू तू အငြင်းတန်း तू ဘယ်လိုခေါ်မလဲဟိုဒီပြနေရာလေးတွေမှာလည်း तू တုံးပြီးတော့တုံးတာလေးတွေတွေ့ရတယ် तू ဟောကကွက်ကလေးတားချက်ရှိရညီမလေးကလေးလေးတွေကြတော့တချို့ကြတော့ကလေးတွေရာလေးငဲစင်တောင်ကြီးတွေကပျော့တယ်ကလေးလေးတွေရှိတယ်ချို့ကလေးတွေကငဲပေမဲ့အကြောတင်းတဲ့ကလေးလေးရှိတယ်ချို့ကြတော့လည်းကလေးတွေကစိတ်မဝင်စားဘူးယောဂဆိုတာကိုလေးသေးတယ်မလုပ်ချင်ကြဘူးဒါပေမဲ့သူတို့ကိုတင်ရတဲ့နေရာမှာကိုကစိတ်ရှိရှိလေးထားပြီးတော့တင်တဲ့အခါကျတော့သူတို့ကိုယ်တိုင်တချို့ကလေးတွေဆိုအခုကစာတွေကစိတ်ဖြစ်စည်းမှုတွေများတယ်စာတွေအရန်လောက်ရတယ်ညာပဲဆိုညာလုံးပေါက်သူတို့မှာစာတွေနဲ့ပြိ ပြီးတယ်နောက်ကြောပိုးအိတ်တွေပါလွယ်တဲ့ခါကျခလေးလေးတွေလွယ်အိတ်တွေလွယ်တော့ဒီကြောရိုးလေးဆိုခုံးလက်ပြင်ကြောလေးဆိုကုန်းနှခါလေးတွေကုန်းအဲ့ခါကျတော့ဒီယောဂကိုသူတို့ချင့်လိုက်တဲ့ခါကျတော့သူတို့တင်ပေးလိုက်တဲ့ခါကျတော့သူတို့တဖြည်းဖြည်းနဲ့သူတို့ကိုသူတို့ဒီခေါင်းကြိုက်တာတို့ညအိတ်ဘလို့ခေါ်မညပဲဆိုလို့ရှင်လဲအိတ်မပြောပြင်မဲ့လဲသူတို့မှလန်လန်ဆန်းဆန်းရှိတာတို့သူတို့တိလာတဲ့ခါကျအယမ်းစိတ်ဝင်စားလာတဲ့ခလေးတွေကအဲ့လိုမျိုးဖြစ်အားကြတော့မမအရင်တော့ကဒီဘလို့ခေါ်မလဲဒီတယုတ်ဆောင်ပေါ့နော်အဲ့လိုဝင်ပြီးတော့လဲမမအဲ့လိုအခန်းလေးတွေမှာဝင်ပြီးလေးချင်ဟိုပေါ့ဟိုပါပါ ေးသေးတယ်မမဒီဟိုပါပေါ့နော်ဗလီပါဘူးသေးတယ်ဆိုတော့သူတို့တွေကမမအဲ့လိုမျိုးပေါ့နော်ခေါ်တဲ့ခါကျတော့လေမမအဲ့လိုချိုချားချိုချားလေးပေါ့ဝင်ရိုက်တဲ့ဟာလေးရှိတယ်အဲ့ရမျိုးညီနာနာနဲ့ဟိုပေါ့ စကားဆက်မိရောပြောမိရောဆရာမကျွန်တော်တမီးလေးကိုလည်းအချက်မာတယ်ဆိုပြီးတော့သူ့အိမ်မှာတက်တက်ပဲ။အားတော့လောက်ကြီးတော့မဟုတ်ပါဘူးဝါသနာပါလာတော့ပါလာပဲဒီတော့နောက်ဟိုက MRTV ဖိုးမှာလည်းကိုကခုနပြောသလိုပေါ့ယောဂနဲ့ပတ်သက်တဲ့ဟာလေးတွေသူတို့ကမ်းလန့်လို့လေသွားပြီးတော့ယောဂနဲ့ပတ်သက်တဲ့ sharing လုပ်ပေးဘူးတယ်။နောက်ပြီးတော့တရင်ကျုပ်ပေါ့နော်တရင်ကျုပ်ဟိုပေါ့ဟိုအဖိုးအဖွားကိုမိကြီးကလာကြတော့တဲ့အခန်းတရုပ်ဆောင်တဲ့အခန်းလေးတွေမှာပါဘူးပါတယ်။ကျွန်ညာတဲ့သဘောပေါ့နော်ဒီတရင်ကျုပ် ဟိုကြုံဆိုတဲ့အဟာလေးတွေလေအဲ့ဒါမျိုးလေးတော့ရိုက်ပူပါတယ်ဘုကားလေးဘလူးခွန်လဲဆိုတော့လေစိတ်ရဲ့ခန္ဓာရဲ့လေရှုတာစနစ်သုံးမျိုးပေါင်းပါတယ်ယောဂဆိုတာတချို့ကြတော့ယောဂကဘာမှန်းတော့မသိတဲ့လူတွေရှိပါတယ်အဲ့တော့အဲ့ဒီယောဂကဘာလဲဆိုတော့စိတ်ကိုပြင်ဆင်ရတယ်အရာရာကိုဆင်းရဲခြင်းချမ်းသာခြင်းဒေါသမောဟကင်းလွတ်တယ်ဒီစိတ်ကိုလေတည်ငြိမ်အောင်သူကဒီပရဏယံဘိုင်းလေးပေါ့လေရှုလေရှုစနစ်ကလေးကိုလုတ်တဲ့ခါကျတော့မမတို့ကိုဗစ်ကာလတုန်းကဆိုလို့ရှိရင်တပည့်တွေတချို့တွေကိုဗစ်ထိကြတယ်အဲ့မဲ့သူတို့ဒီဟိုတယ်မှာသူတို့တွေဝင်နေတဲ့အချိန် ိန်မှာကိုကဒီ messenger အရင်သူတို့ဒီအသက်ရှူတဲ့ကိုဟွာလေးတွေကိုသူတို့တင်ပေးတယ်ပေါ့အဲ့ခါကျတော့သူတို့တွေတော်တော်ကိုတတ်တာလာကြတယ်သူတို့ဒီအသက်ရှူပိုင်းပေါ့နော်ဒါယောဂနဲ့ပတ်သက်လို့အကျိုးကျေးဇူးပေါ့အဲနောက်ခန္ဓာကျတော့ခန္ဓာကျတော့တင်းတောက်တာဒီဇက်ကြောတက်တာဒီကြီးပေါင်းနေခါကြီးပေါင်းနေဒူးကြီးပေါင်းနေအဲ့ဒါကြီးကျတော့မမတို့ယောဂကျင့်တာ ကျင့်ချင်းဖြစ်ပေါ့เนาะဒီဒူးတွေလေးကျင့်ကမ်းပေါ့ဆရာဝန်တွေချီသွားလို့ရှင်လေဆရာဝန်တွေကဒီလေးကျင့်ကမ်းပဲလောက်ခိုင်းပါတယ်ဆိုတော့အဲ့ဒီအရာလေးကလည်းဒီအကျော်အယိုးအကျော်နဲ့ပတ်သက်တာကိုလည်းသူကအထောက်အပံ့ပြုတယ်ယောဂကနောက်တစ်ခုကကြတော့ခုနလေးရှူရစနစ်ပေါ့လေးရှူရစနစ်အသက်ရှူတာဘယ်လိုပေါ့စစ်စတန်လေးပေါ့အဲ့လိုမျိုးပေါ့စိတ်ကိုတည်ငြိမ်အောင်ဟိုဟာဖြစ်တယ်ပေါ့เนาะအစအစအရာရာအရင်အကျိုးကျေးဇူးရှိပါတယ်ယောဂက ညသူစားပါဒီမှာလေမမရဲ့စမိုင်း pace ကလေစမိုင်း pace ကမမကဒီကြီးပေါင်းနဲ့ပတ်သက်တာတွေအများတန်းလေတင်ပေးတယ်ယောဂနဲ့ပတ်သက်တာဒီနေ့တပည့်တွေကိုတင်ပေးပြီးဒီနေ့အဲ့ဒီဗီဒီယိုလေးတွေတင်ပေးတယ်ညီမလေးစမိုင်းယောဂပါအဲ့မှာလူလက်တော်တော်သိပါတယ်မမယောဂမမကပရိဒါလည်းပြပေးပါတယ်တပတ်ကိုတည့်ရဲ့ဒီကလဝိတ်ကန်တော်ကြီးကလဝိတ်ကျောင်းမှာနော်တပတ်တည့်ရဲ့အင်္ဂါနေ့အပတ်တိုင်းပရိဒါပြပေးတယ်နောက်ပြီးတော့ အဖိုးဖွားတွေဘဝရီတာကက်သလစ်သီလရှင်များဘဝရီဆိုတာလူမျိုးပေါင်းစုံဆောက်ရှောက်တဲ့ဘဝရီတာကန်တော်လေးဒေါ်သိန်းတင်လန်းထိတ်မှာအဲ့ဒီအဖိုးဖွားတွေလည်းမမက၈နှစ်ရှိပါပြီပရာဟိတာပြပေးတယ်တပတ်ကိုနှစ်ချိန်မှာဆောင်းတာကတော့မမဒီလိုဘာရလို့မပေါအောင်နော်ကိုကလေဟိုဝင်ပြီးတော့ဟိုကဖြစ်တဲ့သဘောကိုညီတဲ့သဘောပါနော်တငယ်ချင်းကကိုညီတောင်းတဲ့သဘောပါပဲမမယောဂကိုပဲအရင်ကလောက်ချပြီးလုပ်မှာပဲဆိုကိုလည်းကျမ်းပါတယ်ဟိုကိုတပည့်တွေရောသူများကိုလည်းပြန်ပြီးတော့ဟိုကျမ်းမအောင်လို့ဆောက်ရှောက်ရတဲ့အတွက်အကျိုးကျေးဇူးရှိတဲ့အတွက်ကိုကိုကယောဂကိုပဲတစ်ဆိုင်မှတ်မှတ်လုပ်သွားမှာပါဘရ ိတကအစတွေရကဘုံမပရိတအရန်ဝါသနာပါတယ်ပန်းကြံနေမှာကိုဒီဆရာဖြစ်စပြီးတော့တင်ပြီးွားတဲ့စခိမှာကိုတင်နှမ်းမဖွင့်ခင်မှာပန်းကြံနေမှာလိုက်ပြတယ်နဲမျိုးနယ်အလိုက်ပေါ့နော်သူကနာပန်းကြံနောက်နောက်ပြီးတော့တောင်ကလာပန်းကြံဘူတထောင်အဲနောက်ကန်တော်ကြီးဘိုးချုပ်ပန်းကြံအဲ့ဒီမှာကိုကပရိတကိုအလိုလဲ့ပြီးတော့လိုက်ပြတယ်အဲ့ဒီမှာလည်းလိုက်ပြတယ်ပရိဒါလိုက်ပြီးတော့ကျမကြီးပရိဒါတွေပြပေးတယ်အဲနောက်တစ်ခုကခုနအဖိုးဖွားတွေဘိုးဘိုက်တာအဖိုးဖွားတွေကိုလည်းဒီကျမကြီးပရိဒါတွေလောက်ပေးပါတယ်ဒီမှာလေး ါတယ်ညီမလေး400ဖုန်းနံပါတ်၄2 420 1913ကိုဆက်လို့ရပါတယ်။နောက် smile page ကိုရိုက်ကြည့်လိုက်ပါ။အဲ့ဒီမှာ smile yoga ဟဲ့ smile yoga ဆိုပြီးတော့အဲ့ဒီမှာလာပြီး join လို့ရပါတယ်နော်။အားလုံးလည်းဖိတ်ခေါ်ပါရယ်ပရာဟိတလည်းပြပေးပါရယ်အိမ်မှာလည်းဟိုသင်တန်းလေးလာလည်း class နှစ်ခုဖွင့်ထားပါရယ်ကြောင်မြောင်းမလွာကုန်းလမ်းနဲ့အဲတာဂီတာမြင်တော်သာလမ်းပါပါ class နှစ်ခုရှိပါတယ်အိမ်မှာလည်း private light တင်ပေးပါတယ်တင်တဲ့ချိန်ကြီးကတော့များပါတယ်တနေ့ကိုအိမ်တင်နှန်းရော corporate ကိုဆိုရင်ဟိုပါဘော၈ချိန်လောက်ရှိပါတယ်တနေ့ကို ဒါမဲ့ကိုကလမ်းဆန်းနေရပဲလုံးဝပင်မန်းွားတယ်ဆိုတာမရှိပါဘူး။ညတော့မမရဲ့မွေးနေ့လေးရောနောက်ပြီးတော့မွေးနေ့မွေးလာမွေးရဲ့ကလေးနဲ့တိုက်ဆိုင်တဲ့လာလည်းဖြစ်တယ်။နောက်တစ်ခုကမမရဲ့ဒီစမိုင်းယောဂကိုစပြီးတော့တည်ထောင်ခဲ့တာ2015ခုအခု2025ဆိုတော့ဒီလမှာ10နှစ်တင်းတင်းတည်သွားတဲ့အထိမ့်မှန်လေးပါညီမလေး။